်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းမျိုးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအုပ်စု၏အလိန်ညာပေါ်ပြန်ပြီးမနေ့ကထုတ်ပြန်လာသောမလေးရှားနိုင်ငံသား၏ဝင်ကြီးဌာန၏ကြေညာချက်တွင်မြန်မာစေအုပ်စုမှမလေးရှားနိုင်ငံသား၏ဝင်ကြီးအားအာဆီယံမှရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆေးလွတ်ပေးရန်ဖိတ်ကြားခဲ့သည်ဟုသာပါရှိလာသည်သို့သော၎င်းတို့ပြောသလိုမလေးရှားမှလေးလာသူများဆေးလုပ်ပေးမည်ဆိုသည့်အကြောင်းတလုံးတစ်ပါးရမျှမပါရှိခဲ့ပေ မင်းအောင်လိုင်ကိုတိုင်တက်ခွင့်မရရှာ၍၎င်း၏ဖိတ်ခေါ်ချက်ကိုလာမီအာဆီယံအစည်းအဝေးတွင်ကိုစားတင်ပြပေးမည်ဟုဆိုသည်ထိုအစားအယက်သားများနှင့်အယက်ဖက်အဆောက်အုံများအားတိုက်ခိုက်နေမှုများအားရက်ဆိုင်ပြရန်နှင့်လူသားချင်းစာနာထောက်ထားမှုဖြင့်အခုညီများပေးနိုင်ရေးကန့်တတ်မှုမထားပေလမ်းဖွင့်ပေးရန်တိုက်တွန်းသွားခဲ့သည်ဟုမလေးရှားအစိုးရဘက်မှထုတ်ပြန်သည့်သတင်းကြေညာချက်တွင်ပါရှိခဲ့သည်မလေးရှားတက်သည့်ပညာရှင်များကျွမ်းကျင်သူများ၏ ။တမြန်မာ Expert Study Group မှမြန်မာစစ်အုပ်စု၏အထုံးချခံရရမှုအတွက်နိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဇန်အားဖြစ်တင်ဝေဖန်လိုက်ပြန်သည်။အာဆီယံ၏ယက်တီချက်အားလည်းအလွဲသုံးစားမခံရရေးတေချာအောင်ဆောင်ရွက်ရန်ဟုဆိုကကြေညာချက်ထုတ်ပြန်လာသည်။၎င်းတို့၏ငြိမ်းချမ်းရေးကတိကဝတ်များအားလိုက်နာရန်ရည်ရွယ်ချက်မရှိကြောင်းကိုလည်းဖျောင်းနိုင်မှလွှဲ၍အတူတချောင်းပင်ပါမလာသောသတင်းကျုပ်မီထုံပွဲလာလှူထူအောင်ပါရာဂလိုက်ဒါဖြင့်အပေါ်တက်တဲ့မှပုံပြချတိုက်ခိုက်ခဲ့ကြခြင်းကိုထောက်ပြခဲ့ကြသည်။ နောက်ဆိုလျင်ရောက်လာသူများကမရောက်နိုင်ရှိစကားပင်မဟာရဲအောင်ဖြစ်ရှာကြပြီတော်မူ။အရာရာကိုကိုလိုရာဆွဲတွေ့ပြီးပြောနေသူဖြစ်သည်။ထို့သောယခုလိုအလိတ်ညာကို၎င်းတို့အားထောက်ခံနေသူများတော့တည်နိုင်ကြမည်မဟုတ်ပေ။ဤဒီကပင်၎င်းတို့လိညာရာကျိုးနှက်သည့်ရည်ရွယ်ချက်အထမြောက်ပေသည်။၎င်းတို့အဖို့ကကြီးမီသူကျောက်တီးချောက်ချက်ဖြစ်နေသောဇက်ယုံကြီးတဲ့ရွှေကောက်ပွဲဆိုသည့်စင်တင်ပြဆက်ကြီးကိုလူတို့အားဖျက်ရှောက်အဖြစ်အသုံးချကကပြကြအောင်မည်ဖြစ်သည်။ အတုံးတော်ခန့်မိမင်းသားကလည်းရိုဟင်ဂျာအရေးလူမှုကိုဖိနှိပ်ညှဉ်းဆဲအကြမ်းဖက်တပ်ဖြတ်နေသည့်အရေးတိုင်းပြည်ကိုဖျက်ဆီးခဲ့သည့်စုများစိုက်ဝင်နေသောခြေအဆုံဖြင့်ထောနဲ့ထောနဲ့နဲ့ကပြအတုံးတော်ခန့်အုံမိဖြစ်သည့်ကိုတီထားကြ၍လည်းဤသူများစိတ်မဝင်စားကြ။ရှေးလျှောက်ဘာဖြစ်လာမည်ဆိုသည်ကိုသာသိကျင်နေကြသည်။ယခုပင်၎င်းတို့လုပ်ပြီးရွေးကောက်ပွဲသည်မဲစင်းများကွက်လွဲမှုမပြေစုံမှုများလိုအပ်ချက်များရှိနေကြောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဆိုသူညှင့်ကြိုင်ကဝန်ခံပြောဆိုသွားပြန်သည်။ ထို့မတိုင်မီဘူးလက်လက်ဆွေကနေပြည်တော်တွင်ထိုးထိုးဖြစ်နေကြောင်းပြောဆိုထားပြီးလည်းဖြစ်သည်၎င်းတို့ထိုးထိုးပြောလာခြင်းမှာတော်ယုံတန်ယုံမဟုတ်ပေညီမကောင်းအောင် ဖြစ်လာနေသောကြောင့်သာဖြစ်သည် အကြံဖက်စစ်တပ်ကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲမဆိုညင်းပယ်ရက်နှင့်အတိအမှတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလူမျိုးရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံတို့အမျိုးသားရေးညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင် KPICD ၊ကရင်ပြည် KNPP ၊ IEC အပါအဝင်ထော်လန်ရေးတပ်ဖွဲ့များနှင့်အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်ဟုသတင်းဌာနတွင်ဖော်ပြထားသည်။အာဆီယံအနေဖြင့်အကြံဖတ်စစ်တပ်ကပြုလုပ်မည်ဒီဒီရွေးကောက်ပွဲမဆိုညှင်းပယ်ရန်နှင့်အတိအမှတ်မပြုရန်အယက်သားများအကြံဖတ်မှုမှကောက်ွယ်နိုင်ရေးအရေးယူဆောင်ရွက်မှုများချက်ချင်းလုံဆောင်ရန်စစ်တပ်၏အကြံဖတ်ရက်စက်မှုများပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန် ဒေါအောင်ဆန်းစုကြည်သမရဥဝင်မြအပါဝင်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်းချက်မရှိချက်ချင်းလွတ်ပြေးရေးတောင်းဆိုပြီးရန်ဒေါ်လန်ရေးဖွဲ့များကစူပေါင်းတောင်းဆိုထားသည်ဟုသိရသည်။စေအုပ်စုသည်တပ်ဖက်မှနိုင်ငံတကာမှ၎င်းတို့အားထူးထူးတန်တန်ဆက်ဆံလာရန်ဂမူးရှုထုတ်လုပ်နေတော်လဲတပ်ဖက်တွင်စစ်အနိုင်တိုက်ရေးလမ်းစဉ်ဖြင့်လူထုအပေါ်အကြမ်းဖက်နေမှုကိုမယမနာပြုလုပ်နေသည့်အကြောင်းညံ့ညားနေရပြီဖြစ်သည်။ဖြစ်သူတို့ဤဒေါ်လန်ရေးမှုတ်ချအောင်ရမည်။ ဆက်လက်ပြီးနယ်ရေကန်ပင်မဗျူဟာကုန်းလေချောင်းရံကောက်ွက်ရေးစခန်းကြီးကိုအေအေတက်သိမ်းနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်ဗဒန်တက်နေရှိစစ်ကော်မရှင်ဤနယ်ရေကန်ဗျူဟာပင်မစခန်းကြီးကိုအရကတက်တော့အေအေနဲ့ဘူးပေါင်းတက်များအပြီးသက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။အော်တိုဘာ၁၀ရက်နေ့ညပိုင်းကလေးကစကန်အတွင်းရှိစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပြီးလေချောင်းပစ်ကူများကြားမှစကန်ကိုအေအေကသိမ်းယူလိုက်ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည် တိုက်ပွဲကတော့ဖြစ်နေတဲ့လေချောင်းကလည်းဇက်တိုက်ကျင်းနေတယ်ဗျဒီနေ့၁၇ရက်နေ့မနက်ပိုင်းအထိကိုဝိုင်းတွဲနဲ့လာကျင်းနေတာဟုမကွေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်စစ်ကောမရှင်သည်စခန်းမှထွက်မပြေးမီခေါင်းဝဲစာအမြောင်များကိုလည်းရှင်တန်းများဖြင့်ထဲထုတ်သွားကြောင်းသတင်းရင်းမြစ်ကဆိုထားပါရယ်စစ်ကောမရှင်တပ်သည်နေရီကန်ပြူဟာပင်မစခန်းကြီးကကင်းစခန်းဖိုက်တာကုံတင်းယူခံရပြီးနောက်တပ်ပြက်ကနေရီကန်စခန်းဘက်သို့လက်နက်များစွန့်ကာတက်ဆုတ်ပြရာတွင်အေအေတပ်ဖွဲ့များ၏လိုက်လံတိုက်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရသည် စစ်ကောင်မရှင်သည်နှစ်ရက်ကံပြူဟာမချစီရဲ့အတွက်လေကြောင်းပစ်ကူဇက်တိုက်ပေးနေခဲ့တော်လဲစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များစခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ AA သည်နှစ်ရက်ကံကာကင်စခန်းကုန်းများဖြစ်သည့် MPD တဝါတိုင်းကုန်း၊ဂုတ်ကြီးစခန်း၊ဖိုက်တာကုန်းတို့ကိုဇက်တိုက်သိမ်းယူပြီးနောက်ပင်မပြူဟာကုန်းကိုပိတ်ဆို့တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်သည်။ ပဒန်တက်နယ်တွင်ရှိတပ်မ69သည်တေဆုံးထိခိုက်မှုများစွာနှင့်နောက်တန်းပြန်သွားပြီးနောက် MS-19 စစ်စင်ရေးကိုခဲမှုဌာနချုပ်စကခ69လက်အောက်ခံတရင်များနယ်ရီကန်တို့ရောက်လာခြင်းဖြစ်သည်အင်အား1500ခန့်တုံထားသည့်စစ်ကော်မရှင်၏တပ်မ69မှာအင်အား900တာနောက်တန်းသို့ပြန်နိုင်ခဲ့ပြီးအင်အား300ခန့်မှာစွန်တက်နှင့်နယ်ရကန်တပ်ဝအင်အားဖြန့်ကျက်ခံရကအင်အား900ခန့်မှာတိုက်ပွဲတွင်ပြုံးတိခဲ့ခြင်းဖြစ်သည် စစ်ကောမရှင်သည်နှစ်ရက်ခန့်စစ်ခမ်းမကျစေရန်အမှတ်905အမြောင်စစ်ခမ်းကုတ်ကဲမှုဌာနချုပ်မဆခ905မှစစ်တုံးကားကြီးအင်အားအပြည့်ပါရင်တန်းများဖြင့်နိုင်စင်ဒီပါအင်အားဖြည့်ပေးခဲ့သည်ဆက်လက်ပြီးအကြံဖတ်စစ်တပ်ကပြည်သူစစ်ပြူဟာဖြင့်တိုင်းဒါအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေရန်သွေးထိုးလုံဆော်နေဟု KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးပြောတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အကြံဖတ်စစ်တပ်ကပြည်သူစစ်ပြူဟာဖြင့်တိုင်းဒါအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေရန်သွေးထိုးလုံဆော်နေဟု KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။အကြံဖက်စစ်ကော်မရှင်ကတိုင်းသားဒေသများတွင်တိုက်ခိုက်ရန်နှင့်မိမိစိုးမိုးမှုများရရှိစေရန်အထူးကဖြီးသူစစ်ဖြူဟာကိုပုံမအုံချလာပြီးရင်းဖြူဟာဖြင့်ဖြီးသူအချင်းချင်းတိုင်းသားအချင်းချင်းတိုက်ခိုက်ရေးသွေးထိုးလျက်ရှိကြောင်းဝါရဆုပြီးသူစစ်ခေါင်းဆောင်မင်းစေတန်၏အဖွဲ့မှလည်းစစ်တပ်၏ဖြီးသူစစ်ဖြူဟာအောက်တွင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး KIA နှင့် PDF များကိုတိုက်ခိုက်မီတင်နန်စင်ပွဲများတွင် ပြောဆိုမှုများကိုလည်းသိရှိထားကြောင်း၎င်းကပြောဆိုပါသည်။ ကျွန်တော်အမြင်ကတော့စစ်ကော်မရှင်ကနေပြည်သူစစ်မဟာဗျူဟာတုံးပြီးတော့တိုင်းသားအချင်းချင်းတိုက်ခိုက်ဖို့သူတို့လုပ်တာပုံ KIA ကိုရှေ့တန်းတိုက်ပွဲတိုင်းမှာသူတို့တိုက်ဖို့မဖြစ်တော့ပြည်သူစစ်တွေကိုအုံချတိုက်ခိုင်းတာဟုဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်။အော်တိုဘာ၁ရက်နေ့ပြုလုပ်ခဲ့သည့်ဝါရဇုတ်ပြည်သူစစ်တပ်ဖွဲ့၏စစ်တင်နံစင်ပွဲတွင်စစ်တပ်လောက်ခံပြည်သူစစ်တပ်ကောင်းဆောင်မင်းစေတန်ကစစ်တပ်နှင့်တွဲဖွဲ့၍ KIA နှင့် PTF များကိုတိုက်ခိုက်မိဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ရှင်ပြင်ကချင်ပြည်နယ်ပူတာအုပ်ခရိုင်ခေါလံဘူးမြို့နှင့်ဆော့လော်မြို့နယ်တို့တွင် အော်တိုဘာလာလီယန်နီ KIA နဲ့ PDF စံချီရေးဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီးအဆိုပါဆန္ဒပြပွဲမှာစစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့ကဦးစီးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဖော်မူကြီးနော်ဘူးကပြောဆိုပါတယ်ပြည်သူလူထုကိုစစ်ကော်မရှင်ကသွေးထိုးတာဖြစ်တယ်တချို့တွေကိုနေစာကပေးပြီးခေါ်တယ်လို့သိရတယ်သွေးခွဲပြီးမှလောက်တာဖြစ်ပါတယ်ဟုဖော်မူကြီးနော်ဘူးကဆက်လက်ပြောဆိုပါတယ်လက်တလောကချင်းပြည်နယ်တွင် KIA မျိုးသိမ်းတိုက်ပွဲများနှင့်စစ်ကော်မရှင်၏တပ်စခန်းများကိုအပြင်းထန်ထိုးစစ်ဆင်လျက်ရှိပြီး ဆီယနာရှင်စန့်ကျင်ရေးတိုက်ပွဲဝင်နေသောပြည်သူ့ကာကွယ်ရေးတပ်များကိုလည်း KIA ကစီးရေးကူညီများပေးအပ်လျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးရေးမြို့နယ်ကကြေးပါသုံးရွာမှတိုက်ပွဲဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိကြေးရွာသုံးရွာမှစေကော်မရှင်တပ်နဲ့တော်လန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။ အော်တိုဘာ၁၀ရက်နေ့မနက်ပိုင်းကစလို့ရေမျိုးနယ်ရဲ့စံပြကနင်းကမော့နယ်အောင်တာယာကြီးရွာဘက်ကိုစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါနှစ်ဖက်တိုက်ပွဲတွေကြောင့်ဥယျင်ခြံလုံသားတွေချက်ချင်းဆုတလို့ထွက်ပြေးကြရပြီးဘယ်သူမှခြံတဲမသွားရတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်အော်တိုဘာ၁၇ရက်နေ့မနက်ပိုင်းမှာတော့စစ်ကောင်ရှင်တက်စစ်ကြောင်းဟာနှစ်ကရင်ကြေးရွာအနီးရောဘာချန်တွေထဲမှာဆက်ရှိနေပြီးနှစ်ဖက်တိုက်ပွဲထပ်ဖြစ်နေတာတော့မရှိသေးဘူးလို့ဆိုပါတယ် ရှေးတိုက်ပွဲနဲ့ပတ်သက်ပြီးတော်လန်ယမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကိုသတင်းဌာနကဆက်သွယ်မေးမြန်းထားပေမယ့်လက်ရှိအချိန်အထိပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ရှေးမြို့နယ်မှာစစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲနှီးကလာတဲ့အမျှတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကြောင်းထိုးနေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေခက်ဆိတ်ဆိတ်ပြန်လည်ဖြစ်ပွားနေပါတယ်။